မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့လီယမ်မာရီဆန်ကဆိုလင်းဦးကိုလေးတိုက်လိုက်တဲ့အကြောင်းအရာနဲ့စတင်ခြင်းပါတယ်ဝမ်ချမ်ပီယံရှစ်ကဒီဖိုင်တာကြီးနှစ်ယောက်ပွဲဖြစ်တဲ့အကြောင်းကိုစော်ကြီးကလေးကခြားပြထားပြီးပါပြီအမေရိကကဒမ်ဘာမှာကျင်းပမဲ့1173ပြိုင်ပွဲမှာပါဝင်လာမဲ့အကြောင်းကိုလည်းတရားဝင်ကြေညာချက်ထုတ်ပြန်ထားပြီးပြီဖြစ်ပါတယ်ဒီနေရာမှာစကားကြုံတော့မှု1173ပြိုင်ပွဲအကြောင်းလေးကိုအနှစ်ချုပ်ပြောပြခြင်းပါတယ် ဝမ်ချန်ပီယံရှစ်ကအမေရိကစေးကွက်ကိုလိုချင်နေတာကြားပါပြီ။ဟိုယခင်ကလေးကအမေရိကစံတော်ချိန်နဲ့တိုက်ပြီးကျင်းပတဲ့ပြိုင်ပွဲတွေအများကြီးရှိခဲ့ပါတယ်။အခုလဲ1 Fight Night ပြိုင်ပွဲတွေကိုအမေရိကစံတော်ချိန်နဲ့တိုက်ပြီးကျင်းပပေးနေတာပါ။ထို့သောနောက်ပိုင်းမှာတော့အမေရိကအထိကိုတိုင်ကိုကျသွားရောက်ပြီးကျင်းပတဲ့ပြိုင်ပွဲတွေအထိရှိလာပါတယ်။မမီတလောက်ပြောရရင်1173ပြိုင်ပွဲကဓမ္မမသွားရောက်ကျင်းပတဲ့တတိယမြောက်ပြိုင်ပွဲဖြစ်ပါတယ်။ သူရဲ့ရှေ့မှာတော့က159တန်းပြိုင်ပွဲ118ပြိုင်ပွဲတွေကိုကျင်းပပြီးစီခဲ့ပါပြီအဲ့ဒီပြိုင်ပွဲတွေတုန်းကအောင်မြင်မှုရလို့လဲအခုတတိယအကြိမ်မြောက်သွားရောက်ကျင်းပတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒီပြိုင်ပွဲအတွက်ဂေါင်ပွဲကို Stan Federer နဲ့ Denis Sampoanga တို့ရဲ့မျိုးသမီးတွဲဆိုင်ကိုသတ်မှတ်ထားပါတယ်ဒါကလည်းအကြောင်းရင်းကခိုင်ခိုင်မာမာရှိပါတယ် ဘာဖြစ်လို့လဲဆိုတော့ Stan Fedder ဟာ One Fight Night တန်းပြိုင်ပွဲတုန်းကတမ်းမမဝင်ရောက်ထိုးသက်ခဲ့မှုပါတယ်။အဲ့ဒီတုန်းကသူမရဲ့ပြိသက်တွေကအဆမတန်ကိုများပြားခဲ့တာပါ။ဒါကြောင့်မို့ Stan Fedder ရဲ့ Star Power ကိုယုံကြည်တဲ့အတွက်ဒီခါမှာတော့ကောင်းပွဲဖြစ်နောက်တစ်ကြိမ်ယုံယုံကြည်ကြည်နဲ့ကိုဖန်နီလိုက်တာဖြစ်ပါတယ်။ဒါဆက်တဲ့မှာဆိုလုံးနဲ့လီယန်ဟာရီဆင်တို့တွဲဆိုင်ကိုတော့ဘာဖြစ်လို့ဒီပြိုင်ပွဲမှာထည့်သွင်းလိုက်လဲဆိုတာကျွန်တော်လည်းအတိအကျကြီးမခံမှန်းတတ်ပါဘူး ဒေတာတာတစ်ခုက promotion ကတော့ဒီတွဲဆိုင်ပေါ်မှာမျှော်လင့်ချက်ခိုင်ခိုင်မာမာရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခြားတွဲဆိုင်တွေကိုချမပြသေးဘဲနဲ့ခေါင်းမွေးချပြပြီးတာနဲ့ဒီ fighter ကြီး2ယောက်ရဲ့တွဲဆိုင်ကိုချပြလိုက်တာပါ။ဒီဒီကြကြဆိုရရင်ပြိုင်ပွဲကျင်းပဖို့လေးလဝင်းချင်းအထိလိုနေသေးတဲ့အချိန်မျိုးမှာတောင်ဒီ fighter 2ယောက်ရဲ့တွဲဆိုင်ကိုအစောကြီးချပြလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီတွဲဆိုင်ကလည်းခွန်းနဲ့အထိပြည်သက်တွေကိုဆွဲခေါ်နိုင်တဲ့စွမ်းဆောင်ရည်မျိုးရှိတယ်ဆိုတာသူတို့ကယုံကြည်ထားဟန်တူပါတယ်ဒီနေရာမှာနောက်ထပ်ပြောချင်တာတစ်ခုကဒီပွဲချင်းကပ်ကြတဲ့အနေအထားမှာ လီယန်မာရီဆန်ကဆိုလင်းဦးထက်အသာချက်တချို့ရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့118ပြိုင်ပွဲတုန်းကသူကဆက်ဆံနဲ့ထိုးသက်ခဲ့ဘူးပါတယ်။ ဒါကြောင့်မို့ဓမ္မမျိုးပတ်ဝန်းကျင်အနေထားတွေလေတုအနေထားကဘယ်လိုပုံစံမျိုးရှိတဲ့ဆိုတာတွေကိုသူကကောင်းကောင်းကြီးသဘောပေါက်ထားပါပြီ။ဆိုလင်ဦးကတော့အခုမှအမေရိကကိုသွားပြီးပထမဆုံးချိန်ဝင်ရောက်ထိုးသက်ရမှာပါ။ဒီတွေ့ကြုံနှစ်ခုအကြားလီယမ်ဟာရီဆန်ကတာနေတယ်လို့ကျွန်တော်ကထောက်ပြတာဖြစ်ပါတယ်။လက်ရှိမှာတော့လီယမ်ဟာရီဆန်ဟာအမေရိကကိုရောက်ရှိနေပြီးအမေရိကကဂျင်တချို့မှာသူ့ရဲ့အတွေ့အကြုံတွေနဲ့နီးစနစ်ပိုင်းတွေကိုပြန်လည်မျှဝေလျက်ရှိပါတယ်။ ။လက်စတဲ့မှာဆိုးလုံးနဲ့ထိုးရမယ့်အနေထားနဲ့ပတ်သက်လို့သူ့ဘက်ကအမြင်တွေကိုလည်းအခုလိုချပြသွားခဲ့ပါတယ်။ဒီပွဲကပွဲကောင်းတစ်ပွဲဖြစ်မှာပါ။ကျွန်တော်ဘာကိုဆိုးလို့ခြင်းနဲ့ဆိုတာသဘောပေါက်တယ်မို့လား။ထိုတဲ့ဘုံစတိုင်တွေကဘွဲကိုဆွဲဆောင်စေတာမို့ကျွန်တော်တို့နှောက်စီကဘယ်လိုပုံစံနဲ့ထွက်လာမလဲဆိုတာမြိတ်သက်တိုင်းသိပါတယ်။သူကကြောက်သားနဲ့ထူထားတဲ့လူသားတစ်ယောက်လိုပါပဲ။ အဲ့ဒီတော့ခက်ခဲတဲ့ပွဲမျိုးဖြစ်မှာပါကိုစိတ်ထဲမှာတော့သူ့ကိုအမှတ်နဲ့တာတာရရအနိုင်ယူပြလို့ရတဲ့စကေးမျိုးပိုင်ဆိုင်ထားတယ်လို့ကိုယုံကြည်ထားပါတယ်ဒါပေမဲ့ဘယ်သူကမှအဲ့ဒီလိုပုံစံမျိုးလိုချင်မှာမဟုတ်ပါဘူးဒီတော့မြစ်တက်တဲ့မြင်ကျင်တဲ့ပုံစံအတိုင်းဖြစ်အောင်ကိုကစားမှာပါသူ့ဘက်ကရှင်ထိုးဖို့ဦးတီလာရင်အပြန်လဲနဲ့ကိုချိန်ပြမှာပါဘာလို့လဲဆိုတော့လူတွေကဓာမျိုးကိုလိုချင်ကြတာလေ့ ဝမ်ချမ်ပီယံရှစ်ကိုတိုင်ကဒါမျိုးလိုချင်လို့ကိုဒီပွဲတည်လိုက်တာပါမြတ်မြတ်တာတာပြောရရင်ကျွန်တော်ကိုတိုင်ကလည်းအဲ့ဒီလိုပုံစံမျိုးကစားရတာကိုသဘောချပါတယ်အဲ့ဒီတော့ဒီပွဲနဲ့ပတ်သက်ပြီးရင်ခုန်ပါတယ်ခက်ခဲတဲ့ပွဲမျိုးဖြစ်မယ်ပြိုင်ဘက်ကတိတ်ကိုမာလွန်းနဲ့ဖိုက်တာပါဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ် တကယ်တော့ Liam Marison ဟာ118ပြိုင်ပွဲပြီးမှာတော့က Professional Fighter ဘွားကနေအနာယူပြီးဖြစ်တဲ့အကြောင်းလက်အိတ်တွေချွတ်ပြီးပြိသက်တွေကိုနှုတ်ဆက်ခဲ့ပါတယ်။သူကြောင်းပြတာကဝမ်ချမ်ပီယံရှစ်ကလက်အိတ်ပါလိတွေနဲ့ထိုးရတာကို သူကတမ်းမခံနိုင်တော့တဲ့အတွက်အနာယူဖို့ဆုံးဖြတ်လိုက်တာဆိုပြီးရှင်းပြခဲ့တာပါ။တူတော်2025နှစ်ဦးပိုင်းကိုရောက်ရှိလာချိန်မှာတော့ One Championship ကသူ့ကိုထိုးကြည့်အမြောက်များနဲ့စာချုပ်ကမ်းလှမ်းခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်းညင်ပယ်နိုင်စွမ်းရှိတဲ့ပမာဏမျိုးဖြစ်လို့ပြန်ထိုးမယ်ဆိုပြီးပြည်သက်တွေကိုတရားဝင်အသိပေးခဲ့တာပါအဲ့လို promotion နဲ့စာချုပ်ချုပ်ဆိုပြီးမှပဲဆိုလန်ဦးနဲ့ပွဲတဲလိုက်တာဖြစ်ပါတယ်။ဒီနေသားကိုကြည့်ရင် one championship ကဒီတွဲဆိုင်ပေါ်ပေါက်လာဖို့ဘယ်လောက်ထိအားထုတ်ထားလဲဆိုတာထင်ရှားနေပါတယ်။ဒီနေ့အဖြစ် Liam Harrison နဲ့မြန်မာပြည်သက်တွေကြအစိမ်းမကတ်တဲ့အချက်ကို promotion ကကောင်းကောင်းသဘောပေါက်ထားပါတယ်။ အဲ့ဒီလိုတီထားလို့ကို အခုလိုငွေပုံအော်ပြီးဒီပွဲကိုမဖြစ်ဖြစ်အောင်ဖန်နီလိုက်တာပါဒါကြောင့်မို့ဒီပွဲကမြန်မာပြည်သက်တွေအတွက်တော်လေးဆွဲဆောင်မှုရှိမယ်ထင်ပါတယ်ဂျိုင်းပွဲကျင်းပဖို့လေးလဝင်းကျင်အထိလိုနေသေးတာမို့ဆိုးလင်းဦးအနေနဲ့လဲပွဲကိုအကောင်းဆုံးပုံစံနဲ့ချင်းကပ်ပြင်ဆင်နိုင်ပါစေလို့ဆန္ဒပြုမိပါတယ် ဇလဘီဝမ်ချမ်ပီယံရှစ်ကဂျပန်ကပြည်သက်တွေအတွက်နောက်ထပ်တရားဝင်ကြေညာချက်တစ်စောင်ထပ်ပြီးထုတ်ပြန်လိုက်ရတဲ့အကြောင်းကိုပြောပြခြင်းပါတယ်။မြန်မာစကားပုံမှာတော့ဝဲပြီးမီသေးလို့ဆိုကြပါတယ်။1172ပြိုင်ပွဲကျင်းပပြီးစီးသွားတာမှန်မိမယ်အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့ကြရက်တွေကတော့အခုထိမိမသိနိုင်သေးပါဘူး ဂျပန်ပြည်တွင်းအခြေစိုက် promotion တစ်ခုဖြစ်တဲ့ Ryzen Okra ကအဲ့ဒီပြိုင်ပွဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့မှတ်ချက်ပေးလိုက်ရမှာဂျပန်ပြည်သက်တွေကြပြန်ပြီးစူးစူးညံ့ညံ့ဖြစ်ခဲ့ပါတယ်။တချိန်ထဲမှာ Marek Grigorian ကလည်းသူ့ရဲ့ social media အကောင့်ကနေတဆင်နောက်ဆက် status ထပ်ပြီးတင်ပါတယ်။အဲ့ဒီ state တဲ့ထဲမှာဝိတ်ကျော်ခဲ့တဲ့ကိစ္စကသူ့ရဲ့အမှားဖြစ်တယ်လို့ဝန်ခံပါတယ်။ ။ဒါပေမဲ့တရေပေါ်ကြောင်ပြီးနှုတ်ထွက်သွားတဲ့ကင်တို့ကတက်တမက်ကိုအကြောင်းရှာသွားတာဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးဆွဆွဲပါတယ်။အရင်မှာဂျပန်ဖိုက်တာဘက်ကလည်းလုံးဝငြိမ်းမခံပါဘူး။ချက်ချင်းစတေတက်တင်ပြီးကိုပြန်ပြီးဖြဲတာပါ။သူရေးထားတဲ့အကြောင်းအရာကအခုလိုပြန်လည်ပြောဆိုနေကြရင်စကလုံးတွေဖောင်းပွားတာပဲရှိမယ်ကျိုးပိုင်းထဲမှာပြန်ပြီးစည်ရင်ရှင်းကြတာပေါ့ဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်သွားခဲ့ပါတယ် အဲ့ဒီလိုကာယကံချင်းဖိုက်တာနှစ်ယောက်ကမကြည်နိုင်ကြတဲ့အနေအထားမှာဝမ်ချန်ပီယံရှစ်ဘက်ကလည်းမြေပြင်မှာဘလို့ပုံစံမျိုးတွေဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့အကြောင်းရင်းကိုရှင်းပြကတရားဝင်ကြေညာချက်ထပ်ပြီးထုတ်ခဲ့ပါတယ်အဲ့ဒီကြေညာချက်ကိုဂျပန်ဘာသာနဲ့ထုတ်ခဲ့တာဖြစ်လို့ဂျပန်ပြည်သက်တွေကိုရည်ရွယ်တဲ့ဆိုတာထင်ရှားနေပါတယ်။သူတို့ရှင်းပြထားတာကဝမ်ချမြင်ရှိဟာဒီပြိုင်ပွဲအတွက်ဝိတ်ချင်းတဲ့အစီအစဉ်ကိုဂျပန်ဒေသစံတော်ချိန်မနေ့7:00နာရီမှာစတင်ခဲ့ပြီးနေကင်းတနာကြီးမှအဆုံးသတ်တယ်လို့ဆိုပါတယ်။ အဲ့ဒီ၃နာရီကာလအတွင်းမှာမာရက်ဂရီဂိုရီယန်က hydration test sample ပေးနိုင်ဖို့အတွက်နှစ်ကြိမ်အားထုတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒိုဒတ်သူဟာစီးနမူနာပေးရနိုင်ခြင်းမရှိတဲ့အတွက်အလိုအလျောက် weight ကျော်တာသတ်မှတ်ခံရပါတယ်။တနာရီ45မိနစ်ဝင်ကျင်အရောက်မှာတော့မာရက်ဂရီဂိုရီယန်ကသူ့ရဲ့စီးနမူနာကိုပထမဆုံးစတင်ပေးအပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ဝိတ်ချင်ရမှာဖက်သာဝိတ်တန်းသက်မှတ်ချက်ထက်3.85ပေါင်မဲ့ပိုတယ်ဆိုပြီးထက်မှန်ဖော်ပြပါဗျာအဒီလိုဝိတ်ချင်းတဲ့နေရာမှာဝမ်ချမ်ပီယံရှစ်ရဲ့ဂျပန်ပါတနာတွေဖြစ်တဲ့ယူနက်ကကိုစလဲတွေ၊ရှုပေါင်းစင်ကကိုစလဲတွေ၊ဂျပန်ကနာမည်ကြီးမီဒီယာသမားတွေနဲ့ဘန်ကောက်ပို့စ်ကမီဒီယာသမားတွေရဲ့ရှေ့မှာဝိတ်ချင်းခဲ့တာလို့ဆိုပါတယ်။ ဆိုလိုရင်းရှိတဲ့သဘောကဥက္ခချရီသုံးသုံးခဲ့တဲ့ပောင်ဝဲဝင်းကျင်လေးပဲဝေကျော်တဲ့ဆိုတဲ့ကိစ္စကိုသူတို့ကပြန်ပြီးတက်သေးထူလိုက်ဟန်တူပါတယ်။ဒီချိန်ထဲမှာဝေကျော်တာကအများကြီးမဟုတ်တဲ့အတွက်ကက်ချွေတက်ညှိလို့ရတဲ့ပမာဏကိုလည်းသူတို့ဘက်ကဝင်ပြီးညှိပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုပါရှင်းပြထားပါတယ်။အဲ့ဒီကိစ္စကိုချစ်ကနာမည်ကြီးဖိုက်တာတွေရဲ့နမူနာတွေနဲ့စံထိုးပြီးကိုဖော်ပြသွားတာပါ။ ဒီနေရာမှာကျွန်တော်ရဲ့အမြင်လေးကိုပြည့်သက်တွေးဆချပြခြင်းပါတယ်အခုဖြစ်နေတဲ့ကိစ္စက promotion နဲ့ fighter တွေအကြားသူကမှန်တယ်ငါကမှန်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အငင်းခုံတွေဖြစ်နေတာပါအဲ့လိုအငင်းခုံတွေကြားမှာဂျပန်ဖန်တွေကသူတို့ fighter ဘက်ကနေဝင်းရံချတာဖြစ်ပါတယ်။ One Championship ကပြင်ရှင်းတဲ့အနေအထားတွေကိုကြည့်ရသလောက်တော့အာရှမှာပြိုင်ပွဲတွေကျင်းပတဲ့အနေအထားနဲ့အမေရိကဥရောပမှာကျင်းပတဲ့ UFC ကပြိုင်ပွဲတွေအနေအထားကလုံးဝမတူပါဘူး။ အမေရိကဥရောပတို့မှာ UFC ပြိုင်ပွဲတွေကျင်းပတော့မယ်ဆိုရင်သက်ဆိုင်ရာအသလက်တစ်ကော်မရှင်တွေကတာဝန်ယူကျင်းပကြတာပါဖိုက်တာတွေဝိတ်ချိန်တဲ့နေရာမှာလဲအသလက်တစ်ကော်မရှင်ကတာဝန်ရှိသူတွေကဝိတ်ချိန်ကြတာဖြစ်ပါတယ်အဲ့ဒီတော့ဘယ်ပမာဏရှိရဲ့ဘယ်ပမာဏမရှိဘူးဆိုတာကို promotion ဘက်ကလည်းညင်လို့မရသလို fighter ဘက်ကလည်းညင်လို့မရပါဘူး athletic commission ကလူတွေကသူတို့လုပ်နိုင်တဲ့လုပ်ပိုင်ခွင့်အတွင်းကနေအကောင်းဆုံးဖြစ်အောင်လုပ်ပြသွားတာကြီးပါပဲ တကယ်လို့များအာရှမှာအဲ့လိုပုံစံမျိုးနဲ့ကျင်းပမယ်ဆိုရင်အခုဝမ်းချန်ပီယံရှစ်နဲ့ဂျပန်ဖိုက်တာကြဖြစ်နေတဲ့အငင်းပွားမှုတွေကလုံးဝရှိလာမယ်မထင်ဘူးလို့မြင်မိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝမ်းချန်ပီယံရှစ်ကပြင်ပြီးဖြည့်ရှင်းတဲ့အနေအထားမှာအသလက်တစ်ကော်မရှင်ဆိုတဲ့အသုံးအနှုန်းကိုလုံးဝမတွေ့ရပါဘူး။အဲ့လိုအသလက်တစ်ကော်မရှင်တွေကထိုင်းမှာရှိတယ်လို့လည်းမကြောက်မိတယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမရှိပါဘူး။ဂျပန်မှာလည်းရှိပုံ မရပါဘူး။ ။ဘာပဲဖြစ်ဖြစ်ဒီလိုကမ္ဘာအဆင့်မီပြိုင်ပွဲတွေမှာအခုအငင်းခုံကိစ္စမျိုးတွေကဘယ်တော့မှကွဲပြောက်သွားမှာမဟုတ်ပါဘူး။ဝမ်ချမ်ပီယံရှစ်အနေနဲ့လဲဂျပန်ဈေးကွက်ကိုလိုချင်လွန်းလို့ကိုအခုလိုစိတ်ရှိရှိနဲ့ကင်တွယ်ဖြည့်ရှင်းနေတာလို့ယုံကြည်မိပါတယ်။သူတို့ဟာဂျပန်မှာလဲနာမည်တလုံးတော့တည်ဆောက်နေပါပြီ။ရှိထားတဲ့ပုံရိပ်ကောင်းတွေကိုလုံးဝမပြတ်စေခြင်းနဲ့အတွက်အခုလိုစိတ်ရှိရှိနဲ့ဝင်ရောက်ဖြည့်ရှင်းနေတာလို့နားလည်မိပါတယ်။ ဆက်လက်ပြီး UFC အကြောင်းတွေပြောကြားရအောင်မလက်ရှိကာလမလဟာဂျိုရှွာဘန်ပြည်သက်တွေအတွက်အနိကဆောင်ကြည့်ရမယ့်ကာလမျိုးဆိုပြီးကျွန်တော်ကအစောကြီးကတည်းကပြောပြခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလအတွင်းမှာကျင်းပတဲ့ပြိုင်ပွဲတွေမှာ flyweight တန်းကဘွဲကောင်းတွေအများကြီးထည့်သွင်းထားလို့အဲ့ဒီလိုကြိုပြီးပြောပြခဲ့တာပါ။အဲ့လိုတင်ဆက်ခဲ့တဲ့အတိုင်းပဲအပြောင်းလဲတွေကလည်းဆက်တိုက်ပေါ်ပေါက်လျက်ရှိပါတယ်။ ဂျိုရှွာဘန်ဆိုရင်ရေးဆူရီယာကိုအနိုင်ယူပြပြီးတာနဲ့ရန်ကီအတွင်းကိုတန်းပြီးဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။အဲဒီနောက်မှာရန်ကီနေရာ15နေရာကိုပြန်လည်ဝင်ရောက်လာခဲ့တာပါ။လန်ဒန်က UFC Fight Night ပြိုင်ပွဲကျင်းပပြီးချိန်မှာတော့ရန်ကီနံပါတ်16အထိဝင်ရောက်လာခဲ့ပါတယ်။ UFC ဟာဒီတစ်ပတ်မှာတော့မက္ကဆီကိုကိုသွားပြီး UFC Fight Night ပြိုင်ပွဲကျင်းပမှဖြစ်ပါတယ်။ လန်ဒန်မှာကျင်းပခဲ့တဲ့ပုံစံအတိုင်းမက္ကဆီကိုမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်မက္ကဆီကိုအခြေစိုက်ဖိုက်တာတွေကိုပဲအပြုတ်ပွဲထုတ်အောင်မှာပါအဓိကကောင်းပွဲအဖြစ်ရန်နမိုရီနိုနဲ့စတီဗ်အာဆေတိုကထိုးကြမှာဖြစ်ပါတယ်။တိုက်ဆိုင်နေတဲ့အချက်ကိုပြောရရင်ဒီကောင်းပွဲက fly weight တန်းပွဲစဉ်ဖြစ်နေပြန်ပါတယ်။ဒါအပြင်နောက်ထပ် fly weight တန်းကပွဲစဉ်တွေပါထပ်ပြီးပါဝင်နေသေးတာမို့ဒီပြိုင်ပွဲပြီးတာနဲ့ fly weight တန်း ranking သမတ်ချက်ကပြောင်းလဲတွေရှိလာအောင်ပါ။ ဒါကြောင့်မို့ကျွန်တော်ကဟိုးအစောကြီးကလေးကဂျိုရှွာဘန်ပြည့်သက်တဲ့အနေနဲ့ဒီမက်လာအတွင်းမှာဖလိုင်းဝိတ်တန်အတွင်းကိုအနိကဆောက်ကြည့်တဲ့နဲ့ဆိုပြီးပြောပြခဲ့တာဖြစ်ပါတယ်။အကြောင်းအရာကိုပြန်ဆက်ရရင် UFC ကချန်ပီယံကပတ်လက်လွတ်ခဲ့ရတဲ့ fighter တွေအားလုံးထဲမှာကျွန်တော်က Brandon Moreno ကိုသဘောအကျဆုံးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခြားချက်မြဟောင်းအများစုကချက်မြကပက်လက်လွတ်ပြီးတဲ့ဆိုတဲ့တပြိုင်နဲ့နောက်ထပ်ပြန်ရဖို့ကနိစ္စမှုရှိကြတော့တာမဟုတ်ပါဘူး။ Brandon Morino ကတော့ Flyweight တဲ့ချန်ပီယံကပတ်ကိုနှစ်ချိန်တိုင်းတိုင်းပြန်လည်သိမ့်ပိုက်ပြခဲ့တာပါအခုလဲမြင်းဆုံးစွမ်းဆောင်ရည်တွေမှာရှိနေစေဆိုတာအကျဉ်းချုပ်သက်တည်ထူပြထားပြီးပါပြီသူချန်ပီယံကပတ်လက်လွတ်လိုက်ရတဲ့ပွဲတွေကြီးလိုက်မယ်ဆိုရင်လဲအပြတ်သက်ကြီးမဟုတ်ပါဘူးကတိကတိလေးတွေနဲ့ရှုံးပြီးချန်ပီယံကပတ်တွေလက်လွတ်ခဲ့ရတာပါဒါကြောင့်မို့ Brandon Morino ရဲ့စိတ်သက်ချက်ခိုင်မှုကိုကျွန်တော်ကသဘောကျတာဖြစ်ပါတယ် သူဟာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ဒဏ်ရာပြဿနာကနေပြန်လည်သက်သာလာတဲ့ Everzy ကိုတစ်ဖက်သက်အသာစီးကစားပြီးနိုင်ပွဲပြန်ရှာတွေ့ထားပါတယ်။ဒါကြောင့်မို့ဘန်နမိုရီနိုရဲ့တတိယမြောက်ချန်ပီယံကပ်မျှော်လင့်ချက်တွေကပြန်ပြီးနှိစက်မှုရှိလာအောင်မလားဆိုတာဒီပွဲကအဆုံးဖြတ်ပေးသွားမှာပါ။စင်ကောင်းစရာအကြောင်းရင်းတစ်ခုကဘရန်နန်မိုရီနိုဟာမက္ကဆီကိုဖိုက်တာဖြစ်ပေမဲ့မက္ကဆီကိုဟောဟာရနဲ့တိတ်ပြီးလမိုင်းကတ်တဲ့သူမဟုတ်ပါဘူး။ သူကမက္ကဆီကိုမှာကျင်းပတဲ့ပြိုင်ပွဲတွေမှာစုစုပေါင်း၃ဘွဲ့အထိတောင်ဝင်ရောက်ထိုးသက်ခဲ့ပြီးပါပြီ။အဲဒီ၃ဘွဲ့စလုံးတစ်ဘွဲ့မှအနိုင်မရခဲ့ပဲနှစ်ဘွဲ့ရှုံးတစ်ဘွဲ့တည်းရရလက်တာထွက်ပေါ်ခဲ့ပါတဲ့။ဒါကြောင့်မို့ဒီချိန်မှရောသူ့ရဲ့မှတ်တမ်းစုကိုခြေပြတ်နိုင်မှမလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတဲ့။ဒီပါစင်းနဲ့ပတ်သက်ပြီးပြောရရင်တော့ညှော်လင့်မထားဘဲကံကောင်းခဲ့သူလို့ဆိုနိုင်ပါတယ် UFC ကိုရောက်လာလို့ကိုလာဝင်းကျင်အကြာမှာပဲချန်ပီယံကပ်တန်ဘီစိန်ခေါ်ခွင့်ရခဲ့တာပါသို့တော့အဲ့ဒီအခွင့်အရေးကသူကြာရှုံးမဲ့နေ့ရက်တွေကိုအစာပြိုးလိုက်တာလားဆိုတာတော့တန်ရာဖြစ်ဖို့ကောင်းလာပါပြီဘာဖြစ်လို့လဲဆိုတော့ချန်ပီယံကပ်စိန်ခေါ်ခွင့်ရပြီးတဲ့ကသူကနိုင်ပွဲလုံးဝမရသေးပါဘူးသူအင်ကွယ်အော်စီမှာကျင်းပခဲ့တဲ့ပြိုင်ပွဲတုန်းကဆိုရင်သူ့ကိုကိုင်ကာရာဖရက်နဲ့ဘွဲတဲပေးခဲ့ပေးမိမယ်စုံစုံစီစီအမောက်သိက်ခံလိုက်ရပါတယ် ဒီပွဲကတော့အဲ့ဒီအမောက်သိခံရပြီးနောက်ပိုင်း UFC ကနောက်တစ်ပွဲတည်ပေးလိုက်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဒါကြောင့်မို့ Steve Arce အနေနဲ့ဒီတစ်ချိန်မှအနိုင်မရရင်တော့ UFC ကမြောက်စားထားတာတွေကသူ့အတွက်ကြိုးမဖြစ်ခဲ့တော့ဘူးလို့ပဲပြောရတော့မှာပါ။ဖိုင်တာတယောက်အတွက်သုံးပွဲဆက်တိုက်ရှုံးနိုင်ပြီဆိုရင်ပြန်လည်နှိုးထားဖို့ကတော်လေးခက်ပါတယ်အထူးသဖြင့် UFC လိုစစ်မြင့်ထက်မြို့မှာပိုလို့တောင်ဆိုပါတယ် ဒါကြောင့်မို့ဒီပွဲကလည်း Steve Austin အနေနဲ့ထိပ်ပိုင်းမှာဆက်ပြီးရက်တီဖို့အတွက်မဖြစ်မနေသက်သေထူရတော့မှာပါအခြားစိတ်ဝင်စားဖို့ကောင်းတဲ့ flyweight တန်းကတွဲဆိုင်တွေကိုပြောရမယ်ဆိုရင် Joshua Ban ကိုရှုံးနိမ့်ထားတဲ့ fighter နှစ်ယောက်ရဲ့တွဲဆိုင်လဲပါဝင်လျက်ရှိပါတယ်။အဲဒီ fighter တွေကတော့ Kevin Boha နဲ့ Mexico fighter Chiredo ရဲ့ပွဲတွေဖြစ်ပါတယ်။ ဒေနာဝိုက်ရဲ့ချစ်တော်ဂျိုးပိုင်ဖာနဲ့ကေဗင်ကက်စတယ်လန်တို့ရဲ့ပွဲမက္ဆီကိုဆယ်ကျော်သက်ဖိုက်တာရာဟူရိုဆာဂျူနီယာတို့ပွဲတွေကလည်းပြင်းထန်တွေကိုဆွဲဆောင်မဲ့တွဲဆိုင်တွေဖြစ်ပါတယ်။ဒီပြိုင်ပွဲတွေကိုလာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်သွားရမှာပါ။နောက်ထပ်ပြောပြခြင်းတဲ့အကြောင်းအရာက UFC ဟာဒီနှစ်ကျင်းပမဲ့ Road to UFC ပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတရားဝင်ခြားပြလိုက်ပါပြီ။ဒီပြိုင်ပွဲက၄ချိန်မြောက်ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပါတယ် ဒါကြောင့်မို့ Road to UFC Season 4ဆိုပြီးကောင်းစဉ်ပေးထားပါတယ်ဒီနေ့မှာပြည်သက်တွေကိုရှင်းပြကျင်းတာက Road to UFC ပြိုင်ပွဲကအာရှဒေသအခြေစိုက် Fighter တွေအတွက်ကြီးရွယ်ပြီးကျင်းပထားတဲ့ပြိုင်ပွဲမျိုးဆိုတာပါဒီပြိုင်ပွဲကနေအာရှကနေ MMA Fighter ကောင်းတွေထွက်ပေါ်လာဖို့ကြီးရွယ်ထားပါတယ်ပြိုင်ပွဲကိုလည်းရှန်ဟိုင်းက UFC Performance Institute မှာကျင်းပသွားမှာပါ ဒီနေ့အတွက်တော့မြို့သား flying weight တန်းမြို့သား banner weight တန်းမြို့သား feather weight တန်းနဲ့မြို့သား light weight တန်းဆိုပြီး weight တန်း၄ခုအတွက်ကျင်းပမှာဖြစ်ပါတယ်ဝိဒန်တခုချင်းစီကို Fighter Bomb စုစုပေါင်း၈ယောက်ကဝင်ရောက်ရှင်ပြိုင်ထိုးသက်ကြမှာပါ။ဒါကြောင့်မို့ Quarter Fight နဲ့အဆင့်ကနေစတင်တယ်လို့ပြောလို့ရပါတယ်။နောက်ဆုံးဘောလူပွဲတွေကိုတော့ UFC Fight Night ပြိုင်ပွဲနဲ့တွဲပြီး Prelim ကောင်းစင်အောက်မှာကျင်းပလေရှိပါတယ်။ နိုင်ရတဲ့ fighter တွေကို UFC စင်းမြင့်ထက်တက်လန်းနိုင်တဲ့စာချုပ်ကြီးကန်လန်သွားမှာပါဒီနှစ်အတွက်ချပြလိုက်တဲ့ဆန်ဂါတင်စင်းမှာကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေက fighter တွေဖြစ်တဲ့ Thai, Vietnam, Indonesia, စင်ကာပူနိုင်ငံက fighter တွေ ပါဝင်လာလဲသတိထားမိပါတယ်ကျွန်တော်တို့မြန်မာပြည်ကိုစားပြု fighter တွေကတော့ road to UFC ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဘူးခြင်းမရှိသေးပါဘူး ဒီပြိုင်ပွဲတွေကိုလာမယ့်မေလ22ရက်နေ့နဲ့23ရက်နေ့တွေမှာကျင်းပသွားမယ်အကြောင်း UFC ကတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဒါကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်ဘုံသူဒအနေနဲ့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။ပြည်သက်များခင်ဗျာ1 championship က1 prelify 100ပြိုင်ပွဲညကဒေါ်လာ3000စာချုပ်ချင်းမြင့်ခဲ့တဲ့ fighter တွေကိုတရားဝင်ချုပ်ဆိုလိုက်ပါပြီ။ ဖက်ဒါဝေးတန်ဖိုက်တာရှာတို့ကသူ့နဲ့ဝမ်ချန်ပီယံရှစ်တို့အကြားဒေါ်လာသသိန်းနဲ့စာချုပ်ချုပ်ဆိုနေတဲ့ပုံရိပ်တွေကိုချပြခဲ့သလိုဂျော့စီဝိုင်းကလည်းဒေါ်လာသသိန်းနဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တဲ့အကြောင်းကိုမနေ့ကပဲတရားဝင်ထုတ်ပြန်သွားခဲ့ပါတယ်ဒီဖိုက်တာနှစ်ယောက်စလုံးဟာထိုင်းဖိုက်တာဖြစ်နေတဲ့အတွက်ဒီလိုစာချုပ်မျိုးကန်လန့်ခံရတာမဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်လို့ကိုအခုလိုပြန်လဲတိမှတ်ပြမှုတွေရရှိလိုက်တာဖြစ်ပါတယ်။ ဂျောက်ဆူရိုင်းဆိုရင်အမြင့်ဘလောက်ထိတက်လန်းသွားမလဲဆိုတာစောင့်ကြည့်တဲ့ fighter မျိုးဖြစ်ပါတယ်။လာမယ့်နေ့တွေမှာလဲ fighter လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတက်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားကြပါဦးခင်ဗျာ။